ယောက်ျားကြီးတံမဲ့မင်းသမီးတယောက်ရဲ့တိတ်ခါကိုမညာမတာပြောခဲ့တဲ့စာကြောင့်ဝေဖန်ခံနေရတဲ့ထွန်း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 ကပြီးခဲ့တဲ့လတုန်းကလေးကသူ့လိုနုပညာရှင်ကြီးကိုပြောဆိုလို့ဆိုပြီးပွဲတစ်ခုဖြစ်ခဲ့ပါသေးတယ်ဒီတစ်ခေါက်မှာတော့တငယ်ချင်းရဲ့ဂုံတိတ်ခါကိုကောက်ခွေပြကြည့်အောင်နဲ့တက်ဖက်ကမင်းသမီးကိုပြောဆိုတာတွေရှိလာခဲ့တာပါလက်တလုံးမှာထုတ်လို့ရေကိုရွှေမန်းနဲ့မင်းသမီးတန်တာမိုးသိန်းတို့ကပွဲတွေဖြစ်နေရတာပါသူတို့နှစ်ယောက်ကလင်းနေနေပါတွဲခဲ့ကြပြီးမှလမ်းခွဲခဲ့ကြတာပါ လမ်းခွဲပြီးသိမ့်မကြခင်မှာပဲကိုရွှေမန်းကဒေါက်တာမာလေးနဲ့လက်ထပ်ခဲ့ပါတယ်။တန်တော်မိုးသိမ့်ဘက်ကနေကိုရွှေမန်းရဲ့တစ္ဆာမဆောင်ထင်းတဲ့အကြောင်းအရာတွေနဲ့သူတို့တွဲခဲ့ကြောင်းကိုချပြလာခဲ့ရကနေပွဲစားဖြစ်ခဲ့တာပါ။ဒီလိုကိုရွှေမန်းနဲ့တန်တော်မိုးသိမ့်တို့ပွဲဖြစ်နေတဲ့အချိန်မှာမစီမဆိုင်ဆိုသလိုထွန်းထွန်းကစအရှိန်ကြီးတင်လာခဲ့တာပါ။သူစားထဲမှာအဓိကအကြောင်းအရာကတော့လက်ထက်သွားတဲ့ကိုရွှေမန်းနဲ့ဒေါက်တာမာလေးကိုမနှောက်ယှက်ပါနဲ့ဆိုတာမျိုးရေးသားခဲ့တာပါ။နှောက်ယှက်နေသူအဖြစ်လဲတန်တာမိုးသိန်းကိုအဓိကထားပြောထားခဲ့တာပါ ကိုရှင်မန်းကသူရိုက်နေတဲ့ရုပ်ရှင်ရဲ့ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်တယ်လို့ဒေါက်တာမလေးကသူ့တငယ်ချင်းအရင်ခောက်ခောက်ဖြစ်ပါတယ်။တငယ်ချင်းနဲ့ကိုရှင်မန်းတို့ရဲ့အနာဂတ်လှပဖို့သူတိတာကိုအမှန်တိုင်းထုတ်ပြောတာပါဆိုပြီးထုံထုံအစားအရှိန်ရေးတင်ခဲ့ပါတယ်။အဆိုပါစာထဲမှာကိုရှင်မန်းနဲ့ဒေါက်တာမလေးတို့ကအတိုင်းဝိုင်းလဲကြီးတယ်လို့ဂုံသိက္ခာလည်းမြင်းနဲ့မိကောင်းဖားခင်တာသမီးတွေဖြစ်တာမို့အပျော်အပြက်စကလုံးတွေနဲ့လှပြီးမဝေဖန်ပါနဲ့လို့ထွန်းထွန်းကဆိုလာတာပါဒါအပြင်ရေးသားထားတဲ့စာရီမှာတန်တော်မိုးသိန်းကအတိုင်းဝိုင်းသေးတဲ့သူအဖြစ်ရေးသားထားတာမျိုးရှိခဲ့ပါတယ် ဒီစကားကိုတန်တာမိုးသိန်းကလည်းအရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။တဖက်ကအမျိုးသားကအတိုင်းဝိုင်းကြီးလို့ကောင်းတဲ့သူဖြစ်ကသူကတော့အတိုင်းဝိုင်းသေးတဲ့သူမို့မကောင်းတဲ့သူမဟုတ်မမှန်ပြောတဲ့သူလို့ထွန်းထွန်းပြောတဲ့အထဲမှာ life နဲ့ကိုဖြည့်ရှင်းခဲ့တာပါ။တန်တာမိုးသိန်းကဖခင်လည်းမရှိတော့တာမို့မိခင်နဲ့သာနေထိုင်ရတာပါ။အခုလိုပြဿနာဖြစ်တဲ့အချိန်မှာထွန်းထွန်းအပါဝင်ကိုရှင်မင်းရဲ့တငယ်ချင်းတွေကသူ့မကိုမကောင်းပြောကြတာမို့တန်တာမိုးသိန်းကမိခင်နဲ့နှစ်ယောက်ထဲရင်းစည်းခံရပါတယ်။ ဒါအပြင်ထွန်းထွန်းပြောလာတဲ့ဇကားတွေတခုမှမမှန်ကြောင်းကိုလည်းရှင်းလာခဲ့တာပါကိုရှိမန်းကဒေါက်တာမလေးကိုပိုးပန်းတဲ့အချိန်မှာသူနဲ့မပြတ်သေးပဲပိုးပန်းနေခဲ့တာလို့ဆိုပါတယ်ထွန်းထွန်းပြောလာတဲ့ရက်စွဲတွေလာတွေကမှားနေလို့တေချာတွက်ကြည့်ဖို့လဲတတိပေးခဲ့ပါတယ်။တန်တာမိုးသိန်းကသူအသာစင်မော်ကလူဖြစ်တဲ့အတွက်အမှန်တရားကိုလက်ကင်ထားကြောင်းရှင်းလာခဲ့တာပါ။ ကိုရှင်မန်းတို့ကအတိုင်းဝိုင်းကြီးတဲ့အတွက်သူ့အတိုင်းဝိုင်းဘက်ကလူတွေကတန်တာမိုးသိမ့်စကားကိုဖြည့်ရှင်းပေးနေကြတာပါလူအများကဝိုင်းပြီးတော့ထိုးချတာကိုမခံနိုင်လို့ဆိုပြီးတော့တန်တာမိုးသိမ့်ကရှန်ကြီးတငင်ကိုငိုနေခဲ့တာဖြစ်ပါတယ်တန်တာမိုးသိမ့်ဘက်ကအမှန်တွေပြောလာတဲ့အချိန်မှာလူအများကတော့ထွန်းထွန်းကိုအံ့အားသိနေကြတာပါထွန်းထွန်းကဒီကိစ္စမှာမဆိုင်သူဆိုပေမဲ့မဆိုင်သလိုမနေဘဲဝင်ပြောလာခဲ့တာကလည်းအကြောင်းရင်းရှိနေတာကြောင့်ပါလရှိအမှုပညာလောကမှာကိုရွှေမန်းကနံပါတ်1ထုတ်လုပ်ရေးပိုင်ရှင်ဆိုမမားပါဘူး ရုပ်ရှင်တကားယုံတင်မှုကအစကိုရွှေမန်းစီကမှသာယုံတင်ခွင့်ကမြန်ဆန်ပါတယ်။ဒါအပြင်ကိုရွှေမန်းတို့ဇကားမှာပါဝင်ခွင့်ရဖို့ဆိုတာခက်တာမို့အားလုံးကဖူးဖူးမှုတ်ကပါဝင်ကြပါတယ်။ခုလိုကိုရွှေမန်းကိုအကောင်းပြောကတန်တာမိုးသိန်းကိုတိတ်ခါချနေတာကလည်းထွန်းထွန်းဘက်ကရုပ်ရှင်ရိုက်ဖို့မျက်နှာကြောင်းလို့ထင်ကြီးပေးနေကြတာပါ။ထွန်းထွန်းအနေနဲ့တစ်ဖက်ကမင်းသမီးကိုတော့မဆာနာပဲပြောလာတာကိုကြည့်ကယောက်ျားမပီတာဘူးလို့လည်းပြောဆိုနေကြတာဖြစ်ပါတယ်။ ထွန်းထွန်းကပြင်းထန်စွာဝေဖန်ခံခဲ့ရတယ်လို့ကိုနီယာရဖို့အတွက်အမျိုးသမီးတဦးကိုတောင်တိတ်ခါချသူအဖြစ်သတ်မှတ်နေကြတာဖြစ်ပါတယ်။ဝေဖန်တဲ့တွေကြောင့်ထွန်းထွန်းကကိုရှိမန်းအတွက်ဖြည့်ရှင်ပေးခဲ့တဲ့စာတွေကိုချက်ချင်းဆိုတယ်လို့ဖျက်ချလိုက်ပါတယ်။ထွန်းထွန်းကသူဝင်ပြောတာမှားသွားတဲ့အတွက်စာရီအားလုံးကိုအမြန်ဆိုတယ်လို့ဖျက်ချခဲ့လိုက်ရတာဖြစ်ပါတယ်။ထွန်းထွန်းကလက်ရှိမှာသူမပြောခဲ့တယ်လို့သာနေကပုံမှန် vlog လေးတွေစတင်နေပါတယ်။ဒါပေမဲ့လူအများကတော့ထွန်းထွန်းကိုဒီလိုလူမျိုးပါလားဆိုပြီးတော့ဖြစ်နေကြပြီဖြစ်ပါတယ်။ လက်ရှိမှာတော့တွန်းတွန်းလှရမင်းအိမ်နဲ့ဒရိုက်တာအမျိုးသမီးတို့ရဲ့ဇကားတွေကိုတန်တာမိုးသိန်းကအချက်လက်တွေနဲ့ရှင်းပြကအပေါ်စည်းကနေနေထိုင်နေတာဖြစ်ပါတယ်။လှရမင်းအိမ်ကလည်းကိုရှင်မန်းကိုဂျားရဲကနေစနိုက်ဖို့လုပ်ခဲ့သေးတာဆိုပြီးတန်တာမိုးသိန်းကထုတ်ပြောလာခဲ့ရပါ ကိုရွှေမန်းကိုအကောင်ပြောတဲ့ထွန်းထွန်းကိုဖြည့်ရှင်းခြင်းလို့အကုန်လုံးကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဒီဖြစ်ရမှာကိုရွှေမန်းဘက်မှကထွန်းထွန်းအပါဝင်တရားအမှုပညာရှင်တွေရောရှိကြတာမို့တန်တာမိုးသိန်းကိုသာတနာနေကြတာပါ။တန်တာမိုးသိန်းကအမှုပညာလောကမှာအခုလိုတွေထုတ်ပြောမယ်ဆိုရင်ရုပ်ရှင်ဆက်ရိုက်နိုင်ဖို့တော့မသေးချာမှန်းသိပေမဲ့လည်းအမှန်တရားကိုထုတ်ပြောတာလို့ဆိုပါတယ်။ထွန်းထွန်းနဲ့လည်းအမှန်တရားကိုလိမ်ညာနေတာမို့ထုတ်ပြောလိုက်တာဖြစ်ပါတယ်။တန်တာမိုးသိန်းကိုတိတ်ခါချသလိုဖြစ်ခဲ့တဲ့ထွန်းထွန်းအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်။ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။